ဒီနေ့မြန်မာ Unicorn Fund ရိုက်နေကို မျှဝေပေးပါပါပထမဦးဆုံး Fund ကိုဒီတောင်စုကိုရွေးချယ်ပါမယ် PYI လို့ရိုက်လိုက်တာ ਨੇ ပေါ်လာမှာပါเนาะကိုယ့်ရဲ့ကွန်ပျူတာထဲမှာ Unicorn Fund တော့ install လုပ်ထားရပါမယ် Unicorn Fund ရွေးပေးပြီဆိုရင်ကျမတို့စာစရိုက်ရင် အခု အင်္ဂလိပ်လိုပေါ်ပါမယ် မြန်မာလိုရိုက်ချင်တယ်ဆိုရင် keyboard ပြောင်းပေးရပါမယ်။ keyboard ပြောင်းဖို့အတွက် control နဲ့ space ကိုတွဲပြီးတော့တစ်ချက်နှိပ်လိုက်မယ်။ပြည်တော်စု mm ဆိုဆိုပြီးတော့ပေါ်လာရင်ကျွန်တော်တို့စာစာရိုက်လို့ရပါပြီ။ဒါအင်္ဂလိပ်ဖောင့်ပြန်ပြောင်းမယ်ဆိုလို့ရှိရင် control space နဲ့10 9 3 4 5ချက်ရိုက်ပြီးတော့ key magic off ဖြစ်သွားတာနဲ့အင်္ဂလိပ်လိုရိုက်လို့ရပါပြီ။ ညီမလိုပြောင်းမယ်ဆိုရင် control space နဲ့စလုံးထက်ရိုက်တော့မယ်ဆိုရင်တွေထိုးမမအောက်မှာထပ်မအောင် shift နဲ့ f key ကိုနှိပ်ပါမယ်ပြီးရင်မကိုရိုက်လိုက်မယ်ရေးချရွှေထိုးဒီပုံစံအတိုင်းပဲရိုက်ပါမယ်နော်ခုပထမဦးဆုံးဒီဘက်ကကျွန်မရေးထားတဲ့ဒီစာလေးတွေကိုစပြီးတော့ရိုက်ကြည့်ပါမယ် မြန်မာယူနီကောင်းဖောင်းကအခုနှစ်ချောင်းငင်ရိုက်တော့မယ်ဆိုရင်တခြားဝင်းဖောင်းနေဆိုလို့ရှိရင် ship နဲ့နှစ်ချောင်းငင်သုံးရတယ်။သူကတော့ ship နှိပ်စရာမလိုပါဘူး။နှစ်ချောင်းငင်တန်းရိုက်တာနဲ့အလိုလျောက်ပြင်မိတာပါ။ကားငယ်က shift နဲ့ semicolon လေးပါ။ကဲဟိုဝင်းဖောင်းနေတော့ဆိုရင် shift နဲ့ကနန်းရှစ်အတွက်နှိပ်ရတယ်နော်။ ပြဏာတွေကတော့တော်တော်များများတူပါတယ်။အောက်ကခခွေရိုက်တော့မယ်ဆိုရင် 6F ပတ်စင်ရိုက်ဖို့အတွက်အမြဲတမ်း 6F ကိုနှိပ်မယ်။ပြီးရင်ပတ်စင်ရိုက်ခြင်းနဲ့စလုံးလေးကိုရိုင်းလိုက်ပါမယ်။ဝဝကအခါတိုင်းကျမတို့0နဲ့တွဲပြီးတော့ရိုက်ခဲ့ပြီမယ်။အခုကတော့ shift နဲ့ w ပါ။အနာတကတော့ကဲဒီမယ်။ရန်ပရူပကမေနာ ကဲအခုရပ်ပလက်ရပ်ပလက်လည်းမတူပါဘူးเนาะရပ်ပလက်က shift နဲ့ b ပါကျန်တာတော်တော်များတူပါတယ်เนาะရာကောက်နှစ်ချောင်းငင်ဆိုရင်ကျမတို့ဟိုမှာဆိုရင် ရာကောက်အပြက်ကို alter key နဲ့နှိပ်ပြီးတော့ရရပါတယ်ဒီမှာတော့ရိုရိုရာကောက်ကိုရိုင်းပြီးရင်နှစ်ချောင်းငင်ထည့်လိုက်တာနဲ့ရာကောက်အပြက်ကို auto ပြောင်းမိပါတယ်ကကြီနှလုံးဆင်းတော့မယ်ဆိုရင် shift f ပြီးရင် ကကြီကိုရိုက်ပါမယ်။ ခွေလုံးစင်းတော့မယ်ဆိုရင် shift f နဲ့ခခွေပြီးရင် w shift နဲ့ w နဲ့ကျနာတော်တော်များများကတော့ကျမတို့ခါတိုင်းရိုက်နေကြဝင်းပေါက်နေရိုက်တယ်လို့ပါပဲဘာတချိုင်အောက်ကိုဆက်မှာဆိုရင် shift f ပြီးရင်ဘာတချိုင်ရေးချရပ်ပလက်က shift b ပြီးတော့ရင်ကျနာတွေကတော့တူတူပါပဲเนาะ အကဆလုံးဆင်းရိုက်မယ်ဆိုရင် 10F ဆလုံး 1W အကဇာခွဲရိုက်မယ်ဆိုရင် 10F နဲ့ဇာခွဲနဲ့ဒီမှာဆိုရင်ထဆင်လို့ပတ်ဆင်းရိုက်မှာဆိုရင် 10F ပြီးရင်ထဆင်လို့ရှင်းအပ်နေပါတဲ့ချိုင်းနဲ့ ဓာရီယာကြတော့ကျမတို့လက်ခလေ K ပေါ့နော်ဓာရီယာကြတော့ shift K ကိုရိုက်ပါတယ်နောက်ထပ်စလုံးပတ်စင်လေးတွေထပ်ပြီးတော့ရိုက်ပြပေးပါမယ်ကျမကိုထောက်ဝင်ဘဲလေးရိုက်ပြပါမယ်နော်ရိုးရိုးထောက်ဝင်ဘဲက shift နဲ့ x ပါလည်းရပါတဲ့ထောက်ဝင်ဘဲကိုရိုက်မယ်ဆိုလို့ရှိရင်တတလင်းကြိတ်ကိုရင်ရိုက်မယ်ဆိုရင် shift နဲ့ခဏန်း3ပြီးရင်ပတ်စင် shift f ကိုထည့်မယ် ပြီးရင်ထောက်ဝံဘဲကိုပြန်ရိုက်လိုက်ပါမယ်။ဒါဆိုရင်လက်ရက်ပါတဲ့ထောက်ဝံဘဲလေးရယ်လက်ရက်မပါတဲ့ထောက်ဝံဘဲလေးရယ်ရသွားမှာပါ။နောက်ထပ်တဒန်တဒန်ရိုက်ဖို့အတွက်တာနာကြီးအောက်ကထောက်ဝံဘဲကိုခံဖို့အတွက် shift f ရယ်ပြီးရင်ထောက်ဝံဘဲလေးရိုက်လိုက်ပါမယ်။ shift နဲ့ x ပါ။ကဲဒါဆိုရင်တဒန်လေးရိုက်လို့ရပါပြီ။နောက်တစ်ခုက ဓာရင်မုတ်ထဲကိုဓာရင်ကောင်းလေးထဲတဲ့ပုံစံလေးပေါ့နော်ပါဠိစာရင်ရိုက်တဲ့အခါမှာသုံးပါတယ်အခုဓာရင်ကောင်းက shift နဲ့1ပါပြီးရင် shift f ပြီးသွားရင် type key လေးကိုနှိပ်လိုက်မယ်နောက်ထပ်ရိုက်ခြင်းမို့ကာကြီးရပင်းနှစ်ချောင်းငယ်ရိုးရိုးပဲနော်ပြန်သွေထိုးကကြီးရပင်းရေးချငါသားဝဆနှလုံးပေါက်ကျွမ်းကကြီးရပင်း ဝါဆွဲမာတဝဆနှလုံးပေါက်ကြီးရိုက်မယ်ကာကြီးရရဲ့လုံကြီးတဲ့ကျမတို့ဝင်းဖောက်နေမှာရိုက်တုံးကရရက်ကိုအရင်ရိုက်တယ်ပြီးမှကာကြီးရိုက်တယ်ဒီ unicode ကြတော့အလိုမဟုတ်ဘူးကိုပြောနေတဲ့အတိုင်းရရမှာ ကာကြီးရရင်လုံးတင်စံခဝဆနှလုံးပေါ့သူ့မှာ ရရစ်အပြက်တွေအောက်ကဝန်ဆွဲထွဲဖို့ရရစ်တွေမရှိဘူးเนาะရရစ်တစ်မျိုးပဲရှိတယ်ဒီတစ်မျိုးကပဲလိုသလိုပြောင်းလဲပေးပါတယ်ယူနီကောင်းဖောင်းက ပို့ပြီးတော့လွယ်ကူပါတယ်เนาะအခုမျိုးရိုက်မယ်ဆိုရင်မာရရစ်လုံးတင်တချောင်းငင်တချောင်းငင်ကလည်းရိုးရိုးတချောင်းငင်ပဲเนาะခေပဲเนาะ အောက်ကမြင့်ကလည်းရိုးရိုးအောက်ကမြင့်ပဲဝင်းဖောင်းနေမှာဆိုရင်အောက်ကမြင့်ကို H ရှိတယ် Ship Wine Ship View အဲ့လိုအများကြီးအနေထားတွေရှိတာ哦ဒီ Unicorn ဖောင်းမှာကြတော့အဲ့လိုတွေလိုက်ပြီးတော့ပြောင်းစရာမလိုပါဘူးအခုသွေထိုးကကြီးရဲ့ရဲ့ဝါဆွဲကျွေးကိုရိုက်ပါမယ်သွေထိုးကကြီးရဲ့ရဲ့ဝါဆွဲဝါဆွဲဝါဆာနှလုံးပေါက်ကျွေးညှိုးရိုက်ပါမယ်ငါရဲ့ရဲ့ ဟာထိုးလုံးတင်တချောင်းငင်ဝဆာနှလုံးပေါက်ဒီတိုင်းပဲရိုက်ပါမယ်ဆက်ကူရိုက်ပါမယ်စာလုံးကာကြီးအောက်ကကာကြီးရိုက်မယ်ဆိုရင် 6F နဲ့ကာကြီးထည့်ပြီးတော့နှချောင်းငင်ရိုက်ပါမယ်လိန်မော်ရိုက်မယ်ဆိုရင် လာလုံးတင်မသားလိန်ဖြစ်တဲ့အတွက်လာလုံးတင်ပြီးရင်သွေထိုးမရိုက်ပြီးရင်ပတ်စင်ထဲမှာဖြစ်တဲ့အတွက် 6F ပြီးရင်မရေချရွှေထိုး လိမ်မောအင်္ဂါရိုက်မယ်ဆိုရင်အာရင်ငါသားအင်ပြီးရင်ပတ်စင်ရိုက်ဖို့ရှစ်အပ်ပြီးရင်ကားငယ်ရေးချာအင်းကြီးရိုက်မယ်ဆိုရင်လည်းအာရင်ငါသားအင်ပြီးရင်အသက်ကလေးပတ်စင်ထဲမယ်ရှစ်အပ်ကာကြီးရပ်ပင်ပြီးရင်လုံးတင်စံခတ်အင်းကြီးတင်မောရိုက်မယ်ဆိုရင်တာရင်ငါသားတင်ပြီးရင် ရှစ်အပ်လေးထည့်ပြီးတော့သွေထိုးဘာကုံရေချတင်ဘောဥက္ကဋ္ဌကအခရာဥကရှိယူပါကာကြီးနှလုံးစင်မယ်ဥက္ကထောက်ဝမဲကလည်းရပါတဲ့ထောက်ဝမဲဖြစ်တဲ့အတွက်တာတလင်းကျဲရယ်ပြီးရင်ပတ်စင်ထည့်မယ်ပြီးရင် x 6x ဒါဆိုရင်လည်းရပါတဲ့ထောက်ဝမဲလေးရပါမှာပါဥက္ကဋ္ဌပြီးရင်ဘန်တာ ဘန္နာဆိုတော့ဘာဂုံရေနာជីတပ်ပံပြီးရင် 6F နဲ့ဒိုင်းရင်ကောင်းလေးထည့်လိုက်ပါမယ် ship နဲ့ဝမ်းပါနော်ဘန္တာဘန္နာရောက်ရိုက်ပြီးတော့အင်ဒရီရိုက်ပါမယ် ship e ပြီးရင်သွေထိုးနာငယ်ပြီးရင်ကျမတို့ပတ်စင်ထဲမှာပြရဲဖြစ်တဲ့အတွက် ship f ပြီးရင်ဒါတွေက shift နဲ့ k ရရလေးထည့်လိုက်ပါမယ်အိန်ဒရေအိန်ဒရေပြီးတော့ချင်းသေးရိုက်ပါမယ်ခါခွေရရငတ်တာချင်းပြီးရင်ပတ်စင်သွေထိုးတာရေသေးအောက်ကမြင်းသေးချင်းသေးတင်ကြီးရိုက်ပါမယ်တာလုံးတင်ငတ်တာပြီးရင်ရှင်းအဖ်ခါငယ်လုံးတင်ဆန်ခတ်တင်ကြီး ကြိုရိုက်ပါမယ်တာရေငါတာတင်ပြီးရင်ပတ်စင်ခငယ်ရဲ့ရဲ့လုံးကြီးတဲ့တချောင်းငယ်ဟာသက်တကြိုပြီးတော့တင်းချိုင်းရိုက်ပါမယ်တာရေငါတာရှစ် F ခါခွေရပစ်လုံးကြီးတဲ့တချောင်းငယ်ငါတာဝဆနှလုံးပေါက်ဒီလောက်ဆိုရင်ယူနီကောင်ဖောင်းပတ်စင်လေးတွေရိုက်တတ်မယ်လို့ထင်ပါတယ် Thank right. you.